နေတနာရီနေတနာရီပြေဆိုရပါဘူးတာလီဇောပါလို့ဥဇောပနာမအနေနဲ့နောက်ကွန်ဆက်သားလိုက်ပါရခင်ဗျအကျံဖက်စိုက်ကောင်းစီအာလူမဆန်စော်နေပြီလောရရောင်းနော်ကြောက်တော်မျိုးနဲ့နော်အာဒီတရက်တပင်ကြည့်ဝမှာဖွင့်ထားတဲ့ပညာအာပန်းခင်းကိုပါအထက်တန်းကြောင်းမောပေါ900ဘုံကြီးရှာ ခဲတဲ့အကြောင်းနဲ့ပတ်သက်ပြီးဒီနေ့ပြောဆိုသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟာဆိုလို့ရှိရင်လူသားတွေရဲ့အခွင့်အရေးတွေကိုရဲရဲစဲစဲကြမ်းကြုတ်တဲ့เนาะအကြမ်းဖက်စိတ်ကောင်းစီဟာအင်မတန်မှလူမဆန်စွာပိုင်မထပိုင်မတွေကိုလှုပ်လာတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာပေါ့เนาะ။ဒါကြောင့်မို့လို့ဒီနေ့ဟာကျွန်တော်တို့ အပြူလားအမေးလားအစင်းလားအဝါလားနော်အဲ့ဒီရောက်ကျွန်တော်တို့ဟာဒါတွေကိုကျွန်တော်တို့ပြပြသားသားဖြစ်နေဖို့လိုတယ်နော်ဒီနေ့မြင်ခွင့်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့မြင်ရတဲ့အကွင့်မြင်ဟာဆိုလို့ရှိရင်အင်မတန်မှရက်စက်ယုံပါတဲ့နော်အာဒီသူရေးဘောကြောင်တဲ့လောက်ရကို လုံနေတယ်ဆိုတာကိုကျွန်တော်တို့မြင်ရတယ်နော်ကျွန်တော်တို့ရခိုင်ပြည်မှာနော် ကျောက်တော်မြို့နယ်စရဲတပင်ကြီးရောနော်ကျွန်တော်တို့ဒီနေ့အာယနေ့နိုင်တဲ့တနာကြီးကျော်တော့အချိန်မှနော်အကျံဖက်စိတ်ကောင်စီကနေပြီးရင်လေချောင်းကနေပြီးရင်ပေါင်900ဘုံကိုကြီးချက်ခဲ့တဲ့အတွက်နော်ဒီနေ့ပြည်စီဆုံဆုံမုံတွေလည်းရှိတယ်နော်ဒါကလူမဆန်တဲ့လောက်ရတယ်ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အကျံဖက်စိတ်ကောင်စီဘုံကြီးမုံကြောင့်နော် ကျောင်းသားကျောင်းသူเนาะဆေးရှက်ဥတည်ဆုံးသွားပြီเนาะနှစ်ယူကိုအာဒီတည်င်းကိုအကျော်ညာပေးပါအကိုရဲ့ဆိုပြီးရင်ကျွန်တော်တို့စီကိုအော်ဖုံးဆက်နေကြတယ်เนาะအကိုတို့ရဲ့ခဏပြောပြလို့เนาะအခုနေပြီးရင်ရခိုင်ပြည်တပြည်နယ်လုံးကနေပြီးရင်အာဒီဒုဒါဝရဲ့၃ဘာနဲ့အညီပေါ့ အဲရွေးကောက်ဖို့ဝင်ဖို့အတွက်ရခိုင်ပြည်မှာစစ်ခနဲမျိုးနေစုံကနေပြီးရွေးကောက်ဖို့ဝင်ဖို့အတွက်တာစုနေတဲ့ဒေါက်တာအင်းမောင်တို့လို့တိုက်စာဖောက်တွေကြောင့်နော်ဒါကိုကွက်ကွက်ကွင်းကွင်းမြင်ဖို့လိုတယ်နော်ကျွန်တော်တို့အခုကြောက်တော်မျိုးနေမှာနော်တည်ဆုံးသားသူများနဲ့ထိခိုက်ဒဏ်ရာရသူများနော်ကြောင်းသားကြောင်းသူများနော်မြတ်ပါဝင်ပြီးရင်ကျွန်တော်တို့ဒီဒဏ်ရာရရှိထားတဲ့ အိုင်ဒရီဟာနော်အင်မတန်မှကြောက်စရာကောင်းတယ်စူးရင်စရာရှိတယ်ဒါကိုဒေါက်တာအင်းမောင်တို့ဗာလုံးပေးနိုင်လဲနော်စိတ်ကောင်းစီနဲ့အာရဖာရလော်ဘီရင်တော့အာဒါကိုနေပြီးအများထုတ်ရှိနေတဲ့ဟာတွေရှိသေးတယ်ကိုရခိုင်နဲ့ရခိုင်လူမျိုးတွေကဘာမှမလုံးပေးပေးနဲ့ဒီနေ့ကြောက်တော်မျိုးနေမှာရခိုင်ပြည်နေစစ်ကနေမျိုးနေမှာနော် ရွေးကောက်ပွဲဝင်ဖို့လုပ်နေတဲ့ဒေါက်တာအင်းမောင်ဒီနေ့เนาะကျောက်တော်မြို့နယ်သရက်တပီမှာเนาะပြညာပန်းခင်ကိုပန်းအထက်တန်းကျောင်းမှာเนาะစီသွားတဲ့ကျောင်းသူကျောင်းသားတွေငိုဘလို့ပြောမလဲအခုဒဏ်ရာရထားတဲ့လူပေါင်း20ကျော်ရှိတယ်ဒါတွေကိုဒေါက်တာအင်းမောင်နေနဲ့ဒီနေ့ဖက်ဆက်စိတ်ကောင်းစီအစိုးရကို ဘာတွေသတင်းပေးနိုင်မလဲဘာတွေပြောနိုင်မလဲဒါဟာနေမင်းပြည်သူတွေကိုပိုင်မထားပြီးဒီလိုမလုံသိမ့်ပါဘူးလို့ပြောနိုင်မလားဟမ်ရွေးကောက်ဖို့ဝင်ဖို့ကတော့တော်ညာထားတဲ့စစ်ခနဲ့မျိုးနေစုံကအကုန်လုံးဝင်ပါမယ်တဲ့နော်ဒါဟာနေမင်းကျွန်တော်တို့ရခိုင်လူမျိုးတွေကိုဒီလိုစားဖြတ်နေတာတွေကိုဒေါက်တာအင်းမောင်နေနဲ့ဘယ်လိုပြောနိုင်မလဲဘယ်လိုပြောမလဲဒီမှာကြည့်လိုက်ပါနော် ီမှာညီတယ်မဟုတ်လားနော်ညီလားဒီမှာကြည့်ညီအောင်ကြည့်တော့ဒီမှာစီနေကြတဲ့လူတွေနော်ရောတွေအိမ်တွေနော်အကုန်လုံးကိုပဲအထက်တန်းကျောင်းနော်အကုန်လုံးပြူတော့ပြီးပြီဒါကိုနေမင်းဒေါက်တာအင်းမောင်နေနဲ့မျက်စိကိုညီအောင်ကြည့်ဖို့လိုတယ်ဒါကိုစိုက်ကောင်စီကိုရွေးကားဖို့ဝင်ဖို့လုပ်နေတဲ့လူတွေအနေနဲ့ရခိုင်ပြည်နယ်မှာဒီလိုဖြစ်နေတယ်ဆိုတာကို ဒီလိုဘုံမကြည့်ပါနဲ့ပြည်သူတွေကိုပိုင်မမထပါနဲ့ဖြစ်မယ်ဆိုလို့ရှိရင်အီအီကိုပဲလောက်ပါဆိုရဲအကြောင်းကဒေါက်တာအေးမောင်ဘယ်နဲ့ခွင့်ပြောပြနိုင်မလဲနော်အခုပြည်သူတွေနာနေပြီနော်ဆိုင်ကောင်စီကနေပြီးရဲ့သရေသမီးမရှိတဲ့ပြညာပန်းခင်းကိုပဲအထက်တန်းကျောင်းကိုပေါင်900ပုံနဲ့ချိရှာနေတယ် ကျောင်းသူကျောင်းသားတွေသိနေတယ်။ဒါကဒေါက်တာအေးမောင်မြင်ဖို့လိုတယ်။နော်။ခမည်းဘာလုပ်ပေးနိုင်မလဲ။ရွေးကောက်ဖွဲ့လုပ်ဖို့ဝင်ဖို့လုပ်နေတဲ့ကောင်။နော်။ဒါကကျွန်တော်တို့ကသွေးဝင်ချင်းလေးကျွန်တော်ပြောပြတာနော်။ဟုတ်ကဲ့ပါ။ကျေးဇူးပါပဲ။ဒီနေ့ကျွန်တော်တို့ဝင်နေရပါတယ်။ ပြည်သူတွေကိုပိုင်မထားပြီးတော့အကြံဖက်ဆိုင်ကောင်စီကနော်ဖက်ဆက်အကြံဖက်တွေကဒီလိုရဲရဲစဲစဲနဲ့ရခိုင်လူမျိုးတွေကိုနော်မညာမတရခိုင်ကျောင်းသားတွေကိုရခိုင်ရဲ့အညွတ်တလူလူနဲ့တည်နေတဲ့ပညာသင်တွေရတဲ့ကျောင်းသားတွေကိုဒီလိုရဲရဲစဲစဲလောက်ခဲ့တာတွေကိုကဘာကသိဖို့အတွက်ကျွန်တော်တို့မင်းမထိုးပြရမယ်အချင်းဖြစ်နေပြီဟုတ်ကဲ့ပါအောင်